ားဆိုရင်တယောက်ပြိုင်တယ်တယောက်မမိတယ်တယောက်ဖြစ်လာနိုင်ငံခြားသွားတယ်နိုင်ငံခြားသွားပြီးပြိုင်ပြီးသွားရင်တို့က miss လို့သတ်မှတ်ပြီးတော့ငါတို့အနုပညာလို့ဝင်လို့ရပြီဆိုတော့သတ်မှတ်ပြီးတော့ဝင်ပြိုင်ကြတယ်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒီက popular ဖြစ်ချင်း popular တလာပဲအရင်ချင်းမရှိဘဲနဲ့ပြိုင်ရင်ကိုပဲပြင်ပန်းမယ်ပတ်စံပုံမယ်စိတ်ပြင်ပန်းတယ်လူပြင်ပန်းမယ်အတိုက်ခိုက်တွေများမယ်ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့လက်ကအနေနဲ့ချွတ်တင်ပြင်ဆင်ဖို့လည်းပြောချင်တာပေါ့နော်ဟုတ် ြောင်းပြောင်းနေလို့ပြောရမှာပေါ့နော်အအရင်တော့ဆိုရင်နေခင်တို့ဒီအနုပညာလောကတဲ့ဝင်မယ်ဆိုရင်အမော်ဒယ်အနေနဲ့စဝင်ရတာပေါ့ခုနောက်ပိုင်းခါကျတော့အာဘော miss အနေနဲ့ဝင်ပြီးတော့သူကအနုပညာလုပ်ချင်တယ်ဆို miss ကနေဝင်ပြီးတော့လို့ပေါ့နော်အခု miss ကနေတော့ model ဖြစ်ချင်တဲ့သူရှိရယ် miss ကနေတော့ရုပ်ရှင်မင်းကြီးဖြစ်ချင်တဲ့သူတွေရှိရအောင် သူတို့က miss ကိုဝင်ပြိုင်ကြတာပေါ့နော်အဲ့လိုလေးဟုတ်အဲ့တော့နိုင်ငံခြားသွားတယ်နိုင်ငံခြားသွားပြီးတော့ပြိုင်ပြီးသွားရင်သူတို့က miss လို့သတ်မှတ်ပြီးတော့ငါတို့အနုပညာလို့ဝင်လို့ရပြီဆိုတော့သတ်မှတ်ပြီးတော့ဝင်ပြိုင်ကြရတဲ့ဖြစ်ကောင်းဖြစ်နေတာပေါ့နော်ဟုတ်တချို့လူခေတ်ကကြ miss ပဲဖြစ်နေတာရှိအဲ့လိုလေးပေါ့မတူဘူးပေါ့ဟုတ် miss ပြိုင်ပွဲအရန်များလာတယ်ဖောင်းပွားမှုရှိတဲ့ချိန်မှာကိုကဆုံးဖြတ်ရမယ်စဉ်းစားရမယ်ဘယ်ပြိုင်ပွဲကငါ့ကိုအကောင်းဆုံးရောက်အောင်ပို့ပေးနိုင်မလဲဆိုတော့အရင်အဦးဆုံးစဉ်းစားဖို့လိုတယ် အဲ့လိုအဲ့ဒါမှစဉ်းစားမယ်မဟုတ်ရှိသမျှပြိုင်ပွဲဝင်ပြိုင်လို့ကတော့ဘာမှထူးမှလည်းမဟုတ်တလို့ဘာမှအရာထင်လာမှာမဟုတ်ပတ်စံကုန်မယ်အချိန်ကုန်မယ်လူပင်ပန်းမယ်စိတ်ပင်ပန်းမယ်ပေါ့နော်အဲ့တော့အဓိကကတကယ့်ကိုကိုယ့်ကိုမြောက်ပင့်ပေးနိုင်မယ်တကယ့်ကိုပေါ့နော် a top ကိုပို့ပေးနိုင်တဲ့ဟိုပါပေါ့နော်ပြိုင်ပွဲဝင်ပြိုင်ပွဲအရေးကြီးရပေါ့ကိုယ့်ကိုစဉ်းစားရမှာပေါ့ဒါပေမဲ့အဲ့လိုစဉ်းစားပြီးပြီဆိုလည်းအဲ့ဒီရဲ့အရေးချင်းနဲ့ပြည့်စုံနိုင်လားမပြည့်စုံနိုင်လားဆိုအရင်စဉ်းစားဖို့လိုတယ်ဟုတ်ပြီ okay ကိုဒီတကယ့်ကိုဟိုတကယ့်ကဘာမှာအကြီးဆုံးနံပါတ်1 ဟို Miss Universe ပဲပြိုင်မယ်ပဲထားပြိုင်နေဆိုရင်အဲ့ဒီရဲ့အောက်ပါအရေးချင်းနဲ့ပြည့်စုံတဲ့လူဖြစ်မှလည်းအဆင်ပြေတယ်အိုးဘယ်လိုပြောမလဲအရင်ချင်းမရှိဘဲနဲ့ပြိုင်ရင်ကိုပဲပြင်ပန်းမယ်ပတ်စံပုံမယ်စိတ်ပြင်ပန်းတယ်လူပြင်ပန်းမယ်အတိုက်ခိုက်တွေများမယ်ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့လက်ကနေနဲ့ချွတ်တင်ပြင်ဆင်ဖို့လည်းပြောချင်တာပေါ့နော်ဟုတ်ဆိုရင်တယောက်ပြိုင်တယ်တယောက်မမိတယ်တယောက်ဖြစ်လာရပေါ့နော်နောက်ပိုင်းမှာကကြတော့ ဆယ်ရောက်ပြိုင်လဲမမတ်မိဘူးဆယ်ငါးရောက်ပြိုင်လဲမမတ်မိတဲ့ချိန်မှာပေါ့နော်ဒီကကကသူတို့ဘက်မှာလဲလိုအပ်မှုတွေလည်းအများကြီးရှိလို့ဖြစ်မယ်ပြီးတော့ကံညာဆံဝရိယတွေလည်းလိုအပ်တာပေါ့နော်အလိုလေးဟုတ်ကံရှိပေမဲ့လည်းညာရှိရမယ်ညာရှိမယ်လည်းဆံရှိဖို့လိုအပ်တယ်ဒီဟာတွေမရှိဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဥမာသူကအာကံမကောင်းဘူးဒါပေမဲ့ဝရိယတွေကောင်းတယ်ဆိုလည်းဖြစ်ကောင်းဖြစ်လာနိုင်တာပဲဟိုဖြစ်လည်းဖြစ်လာနိုင်အဲ့တော့သူ့ရဲ့ကံညာဆံဝရိယအားလုံးပေါင်းတဲ့စုံချက်တစ်ခုရောက်ပြီဆိုတာနဲ့အောင်မြင်မှာပေါ့နော်အလိုလေးရှိတယ်အဲ့တချို့လူတွေခါကြတော့ပေါ့နော်ပေါ့ပ ြူလာဖြစ်ချင်းလို့အလွယ်တကူဝင်ပြီးတော့နာမည်ရချင်တဲ့အဲ့လူတွေရှိအဲ့ခါကျခဏပဲရတယ်အဘလောက်လူလူခဏလောက်ပဲမမိသွားလိမ့်မယ်အပြီးကြရင်တို့မမိတော့မှာမဟုတ်ဘူးဒီက popular ဖြစ်ချင်း popular တလားပဲပြီးဘာပါရယ်ပဲပေါ့နော်အဲ့လူတွေဖြစ်သွားတာပေါ့နော်အဲ့အဓိကပြိတ်တဲ့ရင်ထဲကိုရောက်ဖို့ပြိတ်တဲ့ရင်ထဲကိုရောက်ပင်မဲ့လေပြိတ်တဲ့ရင်ထဲဟတ်ထိပ်ဖို့လိုအပ်တယ်ဟတ်ထိပ်ပြီးသွားပြီဆိုပြိတ်တဲ့ရင်ထဲကိုဆွဲသွားပေါ့နော်အဲ့တော့အမားမလုပ်ဖို့လည်းလိုအပ်တာပေါ့နော်ဟုတ် Don't let my queen chin chop my mimi baby in my ော့ပြန်မပြိုင်တော့မယ်ဆိုရင်အာကိုဘက်ကပေါ့နော်အားလုံးအရာရာလိုအပ်တဲ့ဟာကိုဖြည့်ဖို့လိုအပ်တယ်။ပညာရေးပိုင်းဖြည့်ဖို့လိုအပ်တယ်။အာကိုခန္ဓာကိုတန်လန့်ကိုခန္ဓာကိုဘော်ဘော်ဒီစထရက်ချာလာဖို့လိုအပ်တယ်။အာခေါင်းစာခြေဆုံးလာဖို့လိုအပ်တယ်။အဖက်ဖက်အများကြီးပြည့်စုံဖို့လိုအပ်တာပေါ့နော်မပြည့်စုံမဲ့တော့ဝင်ပြိုင်တဲ့အလကားပါပဲဟုတ်။ ဒီခေတ်မှာဆိုရင်တော်တဲ့ကလေးတွေလည်းအများများလာပြီငယ်လေးနဲ့လည်းအသက်16နဲ့လည်းအရန်တော်တဲ့ညီမလေးလည်းများလာပြီအဲ့တော့တော်တဲ့သူအတွက်ကိုလည်းနေရတနေရဆိုအမြဲရှိမိသားဖြစ်တယ်ဆိုတော့စူးစမ်းကြပါလို့ပြောချင်ပါတယ်ရှင်အခုလောလောဆယ်နဲ့ကိဇလန်တွဲလေးပေါ့နော်အခုဒီ for your application မှာပေါ့နော်အစိမ့်တင်ပါတယ်ဆိုရက်ဇလန်တွဲရိုက်ထားပါတယ်အဲကြိုက်ထွက်လဲအားပေးကြအောင်ပြောချင်ပါတယ်ရှင်